မင်္ဂလာပါခင်ဗျာကျွန်တော်တို့ဒီအပတ်စဉ်ပညာပေးပေါ့နော်ဒီ knowledge sharing video လေးတွေတင်နေတဲ့ channel ပဲဖြစ်ပါတယ်ဟုတ်ကဲ့ကျွန်တော်ဒီတစ်ပတ်မှာလဲကျွန်တော်တင်ပြမယ့်အကြောင်းလေးကတော့ကျွန်တော်ဒီ Shino application တွေကနေပြီးတော့အကြောင်းအရာလေးတစ်ခုပေါ့နော်ဒါလေးကတော့ကျွန်တော်တို့ Lexstock ဆိုတဲ့ကျွန်တော်ဒီစကားပြောကြပါစို့ပေါ့နော်ဒီအကြောင်းအရာလေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒီနေ့ knowledge sharing လုပ်ပေးခြင်းဖြစ်ပါတယ် ကျွန်တော်ဒီဗီဒီယိုလေးတွေကိုအစင်ဆက်မပြတ်ကြည့်လို့ရအောင် like နဲ့ subscribe button လေးနှိပ်ပေးဖို့တော့ကျေးဇူးစွာပြောကြလိုပါတယ်ဟုတ်ကဲ့စားလိုက်ကြအောင်ခင်ဗျာကျွန်တော်ဒီအာဒီရွှေနှုတ်မှာပေါ့နော်ဒါလေးဒီဘက်ဒီ lex stock နဲ့ပတ်သက်ပြီးတော့ရေးထားတဲ့အပိုင်းလေးရအောင်တော့ကျွန်တော်တို့သိတဲ့အတိုင်းပဲပေါ့ခင်ဗျာကျွန်တော်နီးပညာတွေတိုးတက်လာတာနဲ့အမျှကျွန်တော်တွေကအများသောပြီး online ပေါ်မှာပဲအချိန်ကုန်နေတဲ့ဒီ KG ထဲမှာကိုချေးရတဲ့မိသားစု ခင်မင်ရတဲ့မိတ်ဆွေအပေါင်းအသင်းတုံငွေချင်းတွေကို ကျွန်တော်တို့အရင်က လောက်အချိန်ပေးနိုင်ရင်သေးရလားသူတို့ဟာရောဒီကျွန်တော်တို့ဒီစာဖတ်သူတွေကိုအရင်ကလောက်အချိန်ပေးနိုင်ကြသေးရလားပေါ့နော်စကားပြောကြစကားပြောဖြစ်ကြတယ်ဆိုရင်တော့အပြင်မှာတွေ့ပြီးတော့ပြောရတဲ့ကျွန်တော်ဒီ line ပေါ်မှာပဲပြောတာပို့ပြီးတော့များနေပါတယ်ဒီ KG ရဲ့မှာတကယ်တော့ line ပေါ်ကနေပဲပြောနေတာထက် အပြင်မှာအတူသွားအတူစားရင်တယောက်အကြောင်းတယောက်မြင်နေချင်းဆိုင်ရင်ဖွင့်တာတိုင်မင်တာဆွေးနွေးအကြံပေးတာဒါကပို့ပြီးတော့ကောင်းပါတယ်တချို့ကိစ္စတွေမှာလိုင်းပေါ်မှာစာပို့ပြီးပြောတာတဲ့ကျွန်တော်တို့ဒီအပြင်မှာမြင်နေချင်းဆိုင်ပြောလိုက်တာကမျောလင်ထားတာလည်းပို့ပြီးတော့အဆင်ပြေသွားတာတို့ကို စာဖတ်သူတို့လည်းကြုံကြရမှာဖြစ်ပါတယ်ဒါပေမဲ့လူတော်တော်များများကတော့ ကျွန်တော်တို့ဒီ online ကနေပဲပြောကြတာများလုံးလို့အပြင်မှာမြင်နေချင်းဆိုင်စကားလက်ဆုံးကြားရတဲ့အရာသာအကျိုးကျေးဇူးကိုကျွန်တော်တို့မေးသလောက်တော့ဖြစ်နေပါပြီဒီစာအုပ်ရေးတဲ့သူပေါ့နော်ဒီစာအုပ်ရေးသားသူနီဟာအာနိုင်ကာပေါ့သူကစာဒီသူကတော့ဆိုလိုတာကမြင်နေချင်းဆိုင် ပြောရတဲ့စကားပြောဆိုမှုတွေကိုစစ်မှန်တဲ့စကားဝိုင်းတွေလို့ဖွင့်ဆိုထားပါတယ် ယနေ့ချင်းဆိုင်ပြောဆိုမှုတွေကဆက်ဆံရေးတိုင်းမရှိမဖြစ်ကျွန်တော်တို့လိုအပ်ပါတယ်။တယောက်နဲ့တယောက်မျက်နှာချင်းဆိုင်ပုံပွင့်လင်းလင်းပြောဆိုလိုက်ရင်တယောက်ခံစားချက်ကိုတယောက်ကပိုတိလာပြီးတော့ကျွန်တော်တို့အပြန်အလှန်နားလည်မှုတွေလည်းပိုတိုးလာနိုင်ပါတယ်။ဒါအပြင်လူချင်းတွေ့ပြီးတော့ပြောတဲ့အခါစကားလုံးနဲ့ဖော်ပြလို့မရတဲ့အရာတွေစာနဲ့ရေးပြလို့မရတဲ့ခံစားချက်တွေကိုလည်းမြင်နိုင်တာကြောင့်ကိုချင်းစာစိတ်ယုံကြည်မှုနဲ့အပြန်အလှန်လေးစားမှုတွေလည်းကျွန်တော်တို့ ရှိနိုင်ပါသေးတယ်။ရလက်အနေနဲ့ကိုတံမိုးထားရတဲ့လူတွေနဲ့ခိုင်မာကောင်းမွန်တဲ့ယေရှုဆက်ဆံရေးတွေလည်းကျွန်တော်တို့တည်ဆောက်နိုင်ပါတယ်။ဒါပေမဲ့ထီရောက်လေးနေတဲ့စကားဝိုင်းတစ်ခုဖြစ်ဖို့ဆိုရင်စကားပြောဆိုရမှာအဆင်ပြေပြေနဲ့အပေးယူတဲ့ဘုရားလိုအပ်ပါသေးတယ်။တခါတလေစကားပြောဆိုဖို့အတားအဆီးဖြစ်နေတဲ့အရာလေးတွေနားလည်မှု လွဲမလာလေးလည်းကျွန်တော်တို့ရှိရပါတယ်။ ီနေ့လေ့လာရမယ့်ကျွန်တော် Let's talk စာအုပ်မှာအစဉ်ပြေပြေပြောဆိုနိုင်ဖို့အတွက်ဘယ်လိုအချက်တွေလိုက်နာကျင့်သုံးရမလဲစကားဝိုင်းတွေမှာတွေ့ရတဲ့အတားအဆီးတွေကိုဘယ်လိုကြောဖြတ်ရမလဲတစ်ဖက်လူရဲ့စိတ်ကိုနားလည်အောင်ဘယ်လိုလုပ်ရမလဲဆိုတာနဲ့စကားပြောဝိုင်းကနေရေးရှိဆက်ဆံရေးတွေကိုဘယ်လိုတိဆောက်ရယူရမလဲဆိုတာတွေကိုမျှဝေသွားပြီးမှာဖြစ်ပါတယ်ဒါကြောင့်စာဖတ်သူကလူတွေနဲ့အစဉ်ပြေပြေစကားပြောတတ်ခြင်းသူ စကားဝိုင်းတွေကနေရေရေဆက်ဆံရေးတွေတိဆောက်ခြင်းသူတယောက်နဲ့တယောက်ပို့ပြီးတော့ကိုချင်းစာတရားရှိတဲ့တယောက်နဲ့တယောက်ပို့ပြီးတော့နားလည်လာတဲ့ခိုင်မာလေးနဲ့တဲ့ဆက်ဆံရေးတိဆောက်ခြင်းသူတွေဆိုရင်တော့ဒီဆောင်ကလေးကတော့ကျွန်တော်အကောင်းဆုံးဖြစ်မယ်လို့နှံ့ညွှန်ပေးခြင်းပါတယ်ဒီဆောင်ရေးသားသူကတော့ဗီတိချက်လူမျိုးရေဒီယာရေဒီယိုအတန်လှန့်သူ DJ ပေါ့နော်ရုပ်တံတိဆက်သူတယောက်ပါ BBC Radio 5မှာသူ့ရဲ့စိတ်ဝင်စားစရာအကောင့်နဲ့တင်ဆက်မှုတွေကြောင့်နာမည်ကြီးသလိုဂီတစာနေစင်းလောကရဲ့ဆွေဆောင်ရသတင်းတိဆက်သူလည်းဖြစ်ပါတယ်။ Let's talk စာအုပ်ရဲ့အနှစ်ချုပ်မှတ်စုကိုတော့သူအခန်းသုံးပန်းခွဲပြီးတော့ဖော်ပြပါတယ်။ဒါအုပ်ကျွန်တော်ပြောပြရင်တော့ပရမဂန်အနေနဲ့သူထိရောက်ပြီးလေးနက်မှုရှိသည့်စကားဝိုင်းများကိုဖန်တီးခြင်းဆိုတဲ့အပိုင်းဒုတိယအခန်းအနေနဲ့ကတော့အတားအဆီးများကိုဘယ်လိုဖြစ်ရှင်းမလဲဆိုတဲ့ ပိုင်းတတိယအခန်းနေတော့အပြန်လဲနားလည်မှုနေရည်ရွယ်ဆက်ဆံရေးတည်ဆောက်ခြင်းလို့ဖြစ်ပါတယ်ကျွန်တော်ဒီနေ့စာမီးပေါ့နော်ဒီအာရွှေနှုတ်မှာတွေ့တဲ့ဒီ Lex Talk ဆိုတဲ့ခေါင်းစဉ်လေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်စကားပြောကြမယ်ဆိုတဲ့အကြောင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒီနေ့ knowledge ကျွန်တော်တိတိကျကျပြန်လည်ပြီးတော့ဒါလေးကို share ပေးခြင်းဖြစ်ပါတယ်။များသောအားဖြင့်စာပေဟာလူတွေကိုများသောအားဖြင့်အကျိုးပြုတာများပါတယ်။ဒိုနီတူဆိုတော့ပဲကျွန်တော်တို့ဒီ အာကျွန်တော်ဒီခေကြီးမှာဗောနော်ဒီခေမှာများသောအားဖြင့်ကျွန်တော်တို့ online ပေါ်မှာအချိန်ကုန်နေကြတယ်များသောအားဖြင့်ခလေးတွေဆိုရင်များသောမြေ game store မယ်စားပဲလူကြီးဆိုလေ YouTube TikTok ဒါရင်းနဲ့ social media တွေမှာအချိန်ကုန်နေမဲ့အစားကျွန်တော်တို့ဟိုငယ်စဉ်အခါတုန်းကလိုမျိုးကျွန်တော်တို့တငယ်ချင်းတွေလက်ပေးဆိုင်မှာတွေ့ကြမယ်ဒါမှမဟုတ်လဲအိမ်နေမှာကျွန်တော်တို့ရင်းနှွေးရင်းနှွေးကြံပေါ့ရင်းနှွေးအိုးလေးတွေဒီပြီးတော့ကျွန်တော်လက်ဖက်ကလေးစားရင်းနဲ့ရင်းနှွေးတောင်းရင်းနဲ့စကားပြောကြမယ်ဒီလိုမျိုးလေးတွေကကျွန်တော်တို့ဒီခေမှာဒါကျွန်တော်တို့ငယ်ငယ်က တွေ့ကြရတယ်ကျွန်တော်တို့သားသမီးတွေဒီအချိန်မှာဒါမျိုးလေးဒီလိုအရသာမျိုးတွေ့ဖို့အင်မတန်မှခရင်သွားကြပါပြီဒါကြောင့်ကျွန်တော်တို့တတ်နိုင်သလောက်ဖြစ်နိုင်ရင်ဆိုရှယ်မီဒီယာလည်းသုံးသက်သလောက်သုံးသုံးသက်သလောက်သုံးဆိုတဲ့နေရာမှာကိုယ်အကျိုးရှိမဲ့အရာလောက်ကိုလေ့လာလို့ရမယ့်အားလောက်ကိုသုံးကျန်တဲ့အပိုင်းရတော်များသောအဖြစ်အချင်းချင်းပြောကြမယ်ဆိုကြမယ်နားလည်မှုတွေယူကြမယ်เนาะစကားဝိုင်းမှာပဲတယောက်နဲ့တယောက်ဒါပါတော့เนาะအာအကူညီလို့အကူညီပေးမယ် များသောအားဖြင့်ဒီ online မှာပဲအချိန်ဖြုံးမနေပဲအမိသားစုတငယ်ချင်းတိုက်တိုက်ဝိုင်းဝိုင်းဒီလိုစကားဝိုင်းလေးလေးဖန်တီးဖို့အတွက်အဓိကပညာပေးထားတဲ့ဒီ let's talk စာအုပ်ကလေးပဲဖြစ်ပါတယ်။ Okay ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။ဒီဗီဒီယိုလေးကိုပြည့်စုံအောင်ကြည့်ရှုပေးတဲ့အတွက်အားလုံးအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ။